ဥရောပတိုက်မှာနေထိုင်သူတွေအနေနဲ့82နှစ်နာရီကြာအသက်ရှင်သန်ဖို့လုံလောက်တဲ့ပစ္စည်းတွေစုထားဖို့ဥရောပသမဂ္ဂကော်မရှင်ကသတိပေးချက်တွေထုတ်ပြန်နေပြီဖြစ်ပါတယ်။ရုရှားကယူကရိန်းကိုစစ်ပွဲဆင်နွှဲခြင်းမြင့်တက်လာတဲ့ပထဝီနိုင်ငံရေးတင်းမာမှုတွေနဲ့အရေးကြီးတဲ့အခြေခံအဆောက်အုံတွေကိုဖျက်ဆီးခြင်းနဲ့အလက်ထရောနစ်စစ်ပွဲဖြစ်လာနိုင်တဲ့အကြောင်းရင်းတွေကြောင့်ဥရောပနိုင်ငံတွေအနေနဲ့ အနေရများမတိကြမီရမှုများနဲ့ရင်ဆိုင်နေရခြင်းဒေတာတွေမှပြည်သူတွေဟာအနည်းဆုံး82နာရီကြာလုံလောက်တဲ့စားမရိတ်ခါနဲ့တခြားလိုအပ်တဲ့ပစ္စည်းတွေစုဆောင်ထားဖို့ဥရောပသမဂ္ဂကော်မရှင်ကပုဂံနေ့မှာသတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။စာမျက်နှာ16မိနစ်ပါအဲ့ဒီလက်ညွန့်ချက်မှာဥရောပဟာပြင်ဆင်မှုနဲ့ခံနိုင်ရရှိမှုကိုတိုးမြှင့်ဖို့မိမိတို့ရဲ့အတွေးခေါ်တွေကိုပြောင်းလဲဖို့လိုအပ်ကြောင်းဖော်ပြထားပါတယ်။ ရုရှားရဲ့အမြဲတမ်းချိန်ချောက်မှုကဥရောပကောင်းဆောင်တွေကိုစစ်ရေးအဆင့်သင့်ဖြစ်မှုလိုအကြောင်းထို့သဖြင့် NATO အဖွဲ့ကိုငွေကြေးထည့်ဝင်မှုနဲ့ယူကရိန်းစစ်ပွဲမှာထရန့်ဆိုရရဲ့ဥရောပအပေါ်ရန်လိုတဲ့ချင်းကပ်မှုဟာဥရောပတိုက်မှာစစ်ရေးအဆင့်သင့်ဖြစ်မှုကိုမြှင့်တင်ဖို့အပြိုင်ဆိုင်ဖြစ်စေခဲ့ကြောင်းထုတ်ပြန်ကြမှာဖော်ပြပါလိမ့်။ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံသားတွေဟာရေးပေါ်အခြေအနေမှာအဆင်သင့်ဖြစ်စေဖို့အ ਨੇ စုံ၃ရက်ကြာလုံလောက်တဲ့အရေးကြီးပစ္စည်းတွေရှိရမှာဖြစ်ကြောင်းလည်း ြေတနာတွေဆူဆူဝါဖြစ်ပေါ်လာရင်တော့ကနဦးကလာဟာအရေးကြီးဆုံးဖြစ်တယ်လို့ Robert Commission ရဲ့သတိပေးချက်မှာပါပါတယ်။ပြည်သူတွေကိုမိမိကိုယ်ကိုအားကိုးမှုနဲ့စိတ်ပိုင်းဆိုင်ရာခံနိုင်ရရှိမှုကိုမြှင့်တင်ဖို့အားပေးတဲ့ကြောင်း Robert Commission ကသတိပေးထားပါတယ်။ကျောင်းသင်ယွန်းညွန်းနဲ့မှာလေကြိုတင်ပြင်ဆင်ဆိုင်ရာသင်ခန်းစာတွေထည့်သွင်းဖို့တရင်မဖြန့်ဝေခြင်းနဲ့တရင်ချက်လက်လိမ့်လေလေဖြားခြင်းကိုတိုက်ဖြတ်ခြင်းကိုထည့်သွင်းသင်ကြားပေးဖို့တောင်းဆိုထားပါတယ် ပေါ်ပေါ်လာတဲ့အခြေအနေတွေကြောင့်ဥရောပမှာပြင်ဆင်မှုအဆင့်တစ်တခုလိုအပ်လာပါပြီလို့ဥရောပကော်မရှင်ဥက္ကရာအော်စတလာဘူနာလီယန်ကထုတ်ပြန်ပါတယ်။ဥရောပနိုင်ငံသားတွေဖွဲ့ဝင်နိုင်ငံတွေနဲ့စီးပွားရေးလုပ်ငန်းတွေဟာအကြက်တဲကိုကောက်ကွယ်ဖို့နဲ့ဝေးရနေတခုကြောက်ရောက်ရင်လည်းလှိမ့်မြောက်စွာတုံ့ပြန်ဖို့မမှန်ကန်ကန်လှုပ်ဆောင်ဖို့လိုအပ်တယ်လို့ဖော်ပြထားပါတယ်။ဥရောပသမဂ္ဂဖွဲ့ဝင်နိုင်ငံတွေဟာအရေးပေါ်အစီအစဉ်ကိုပြန်လည်တုံ့ပြန်ပြီးနောက်ကော်မရှင်ရဲ့လက်ညှိုးချက်ကိုထုတ်ပြန်တာပါ။ ပြီးကြတဲ့နေ့ဇွန်လကဂျာမနီနိုင်ငံကဥရောပမှာတကယ်လို့ပဋိပက္ခဖြစ်ပွားရင်ဘလို့လောက်ရမယ်ဆိုတာကိုလမ်းညွှန်ပေးတဲ့အလုံးစုံကာကွယ်ရေးအတွက်မူပေါင်းညွှန်ကြားချက်ကိုထုတ်ပြန်ပါတယ်။အဲ့ဒီချိန်ကထုတ်ပြန်ခဲ့တဲ့အစီအစဉ်ဒီမှာဂျာမနီပြည်ထောင်ဝန်ကြီးနန်စီဖေဆာကရုရှားရဲ့ရန်လိုမှုကိုရင်ဆိုင်ရမှာဂျာမနီအနေနဲ့ပုံမှန်ကောင်းမွန်စွာလက်နက်တပ်ဆင်မှုလိုအပ်ကြောင်းထောက်ပြခဲ့တာဖြစ်ပါတယ်။နောက်ထပ်သတင်းပို့ပြောချင်ပါတယ်။